Seminar English online class ကကျူစွာတယ်ဒီတစ်ခါမှာတော့ T ရဲ့အတန်အတွက်အမှန်လေးကိုပြောပြပေးမလို့ပါ T ကိုဘယ်နေရာမှာတွေ့လဲပေါ့မူတည်ပါတယ်စကလုံးတစ်လုံးရဲ့ရှေ့ဆုံးမှာရှိတဲ့ T ကိုတော့ထအတန်ထွက်ပေးရပါတယ်စကလုံးတစ်လုံးရဲ့ဒုတိယနေရာမှာရှိတဲ့ T ကိုတော့တအတန်ထွက်ပေးရပါတယ်ဒါဆိုရင်တစ်လုံးချင်းကိုပြောကြည့်ပါမယ် T ဘီက top S T ဘီကကျတော့ stop T ဝင်ရထုံး S T U N E R stone T I C K R tick S T I C K ကြတ stick T I L L က till S T I L L ကြတော့ still မတူဘူးเนาะဒါဆိုပြန်ပြောကြည့်ပါမယ် top stop tone stone tick stick till still, still. မြန်ပြောကြည့်ပါမယ် top stop tone stone tick stick till still ဒီလိုကိုပဲခြားနာချက်လေးကိုသိရင်ပြ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 ောနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ပါမယ် YouTube channel လေးကို like share subscribe လုပ်ခြင်းအပြင်မိမိလေ့လာလို့တဲ့သင်ခန်းစာတွေကို playlist alike လေ့လာနိုင်မှာဖြစ်ပါတယ်သင်တန်းများကိုလည်းစုံစမ်းလို့ရပါပြီ